အားလုံးင်္ဂလာပါကျွန်တော်စီချမ်းပါကျွန်တော်ဒီနေ့အုံမမဆိုတဲ့အကြောင်းလေးပြောကြရအောင်ကျွန်တော်နေထိုင်နေတဲ့ဒီငကားငွေတန်းဂလက်စီတဲမှာတခြားနေရဖွဲ့စည်းတွေလည်းရှိနေတယ်ဆိုတာအကုန်လုံးသိကြပြီဖြစ်တယ်ဗျအခုပြောမယ့်ဒီအုံမမဆိုတဲ့ကောင်ကကျွန်တော်တို့ဒီနေရဖွဲ့စည်းတဲကိုတခြားနေရဖွဲ့စည်းကနေပရမဆုံးရောက်လာတဲ့ကျဲတကွန်ဒါမှမဟုတ်ဥက္ကာခဲပြန်လို့ပြောလို့ရတယ်ဗျဒါဟုတ် celestial body လို့ခေါ်ကြတယ်လို့ astronomical object interstellar object လို့လည်းခေါ်ကြတယ်ဗျနားလည်အောင်ပြောရရင်ဗျကျွန်တော်တို့နေထိုင်နေတဲ့ဒီငကားငွေတန်း galaxy ကိုမြို့တစ်မြို့လို့သတ်မှတ်မယ်ဆိုရင်ကျွန်တော်တို့နေထိုင်နေတဲ့နေအဖွဲ့စီကဒီမြို့တွေကရက်ွက်လေးတကွဖြစ်မှာပေါ့ဒီအုံမမဆိုတဲ့ကောင်ကကျွန်တော်တို့ရဲ့အင်းကြီးချင်းရက်ွက်တွေကကျွန်တော်တို့ရက်ွက်တွေကိုအလေလာတဲ့ဧည့်သည်ဖြစ်တယ်ပေါ့ဗျာဘာလို့ဒီအုတ်ကာခဲကိုအုံမမလို့ခေါ်ရတာလဲဆိုတော့ဗျသူ့ကိုဟာဝိုင်ကနက္ခတ္တတာယာကြီးမျော်စင်ကနေ ်တွေ့ရှိခဲ့တာဖြစ်ရကြောင့်မို့ဟာဝိုင်ဘာသာစကားနဲ့အုံမမလို့ခေါ်တာဖြစ်တယ်ဗျအတိပယ်ရတော့ဗျအဝေးကနေလာတဲ့တန်တမန်အာကာသခီးသွားဧည့်တယ်ဒါမှမဟုတ်ရန်သူအခြေအနေကိုကြိုတင်စုံစမ်းဖို့စေလွတ်လိုက်တဲ့ထောက်လန်းရင်းရင်လို့လဲအတိပယ်ဖွင့်ဆိုလို့ရတယ်ဗျဟာဝိုင်ဘာသာစကားမှာအဲ့လိုချစ်စရာကောင်းတဲ့အတန်ထွက်လေးနဲ့အတန်ထက်နေရတာဒီတော်တော်များတယ်ဗျသူတို့ရဲ့ပရမဆုံးဘယင်ရဲ့နာမည်ကခမဲဟမဲဟသူတို့ရဲ့မြို့တော်ကဟိုနုလူလူကန်းချေကဝိုက်ခိခိတတန်ကဟာနွဲ့နဲ့ခောက်ဆွေးကြော်ထဲမှာပါတဲ့ ဘူစားပဲရပပပပင့်ကူကနာ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 စတဲ့ဖြစ်ပါဗျချစ်စရာကောင်းတဲ့အတန်လေးပဲသူတို့ဟာလေးတဲ့2019ဆယ်လပိုင်း16ရက်နေ့မှာဒီပန်စတာဆိုတဲ့ဟာဝိုင်ကြီးကနခတတာယာကြီးမြှော်စင်ကနေဒီအုံမွားမွားကိုတွေ့ရှိခဲ့ကြတာဖြစ်တယ်ဗျဒီပန်စတာဆိုတာဟာဝိုင်ကြီးတက်ကလူကဥဆောင်ပြီးတော့ဟေလီကာလာစမ်းသက်ခန်းထဲမှာတည်ထောင်ထားတဲ့ဟာဝိုင်ရဲ့နခတဗေဒဆိုင်ရာတွေကိုကြည့်ရှုတဲ့မြှော်စင်တစ်ခုဖြစ်တယ်ဗျ သူတို့ကကဘာကိုဝင်တိုက်နိုင်တဲ့နီယာအ object တွေဖြစ်တဲ့ဥက္ကာခဲပြန်တို့ကျယ်တဂွန်တွေနဲ့တခြားဟာတွေကိုရှာဖွေဖော်ထုတ်ဖို့အတွက်ဒီနက္ခတ္တမျော်စင်ကိုတိဆောက်ခဲ့ကြတာဖြစ်တယ်ဗျဒီနက္ခတ္တတရားကြီးမှန်ပြောင်းကြီးကိုမှန်ပြောင်း၄ခုနဲ့ဖွဲ့စည်းထားတာဖြစ်တယ်ဗျသူတို့ကဒီအုံမောမောကိုပရမဆုံးတွေးကြည့်တော့ကဒီအုံမောမောကကျွန်တော်တို့နဲ့0.2 AU အကွာဝေးလောက်မှာတစ်စက္ကန့်ကို89ကီလိုမီတာနှုန်းနဲ့ပြန်တန်းနေတယ်ဗျ AU ဆိုတာ astronomical unit ဖြစ်ပြီးတော့ကျွန်တော်တို့ကဘာနဲ့နေရဲ့အကွာအဝေးကိုတန်းတာတဲ့ unit ဖြစ်တယ်ပေါ့ဗျာကျွန်တော်တို့ကဘာနဲ့နေရဲ့အကွာအဝေးက 1AU လောက်ဝေးกว่าနေကြတယ်ဗျဆိုတော့ဒီအုံးမောမောကကျွန်တော်တို့เนี่ย 0.2AU လောက်ဝေးกว่าနေတဲ့နေရာမှာပထမဆုံးတွေ့ရှိခဲ့ကြတယ်ဆိုတော့ဗျာကီလိုမီတာနဲ့တွက်မယ်ဆိုရင်33တန်းမိုင်နဲ့တွက်မယ်ဆိုရင်မိုင်ပေါင်းတန်း30လောက်ဝေးတဲ့နေရာမှာဒီအုံးမောမောကိုပထမဆုံးတွေ့ရှိခဲ့ကြတာဖြစ်တယ်ပေါ့ကျွန်တော်တို့ကဘာနဲ့နေရဲ့အကွာအဝေးရဲ့၅ပုံ၃ပုံလောက်ဝေးတဲ့နေရာမှာတွေ့ရှိခဲ့တယ်လို့လည်းပြောလို့ရတယ်ဗျာ တကယ်တော့သူ့ကိုအဲ့လိုတွေးကြည့်ခဲ့တဲ့အချိန်တုန်းကသူကကျွန်တော်တို့နဲ့ကျွန်တော်တို့ကဘာနဲ့ဝီဝီချင်းဝေးသွားနေတာကိုတတိထားမိကြတယ်ဗျ။ဘလို့လဲဆိုတော့ဗျဒီဟာဝိုင်ကြီးကနဂရတတာယာကြည့်မြော်စရာနေသူ့ကိုမတွေ့ခင်၄ရက်လောက်ကလေးကသူကကျွန်တော်တို့ကဘာနဲ့0.16 AU အကွာဝေးလောက်မှာပြန်တန်းနေတယ်လို့နဂရဗေဒပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေကတွက်ချက်မိခဲ့တယ်ဗျ။0.16 AU ဆိုတာပုံမှန်လူတွေအတွက်ဒါကသိမ့်မသိတာပဲဗျာ နဂရဗီရာအရာကြည့်မယ်ဆိုရင်ဒါတော်တော်လေးနင်းနေဗျတော်တော်လေးကိုအန်ဒီရရှိနေတာဗျဘာလို့လဲဆိုတော့ဗျအကယ်လို့ဒါဒီအုံမောမောအခက်မသိမဲ့ကျွန်တော်တို့ကဘာဘောကိုကြာရောက်ခဲ့မယ်ဆိုရင်ဒါဂျူတန်ဝင်တိုင်းမှုကြောင့်ဒိုင်လွန်စောတွေမျိုးသုံးတဲ့အစီအစီဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေနဲ့နဂရဗီရာပညာရှင်တွေကယူဆထားကြတယ်ဗျကျွန်တော်တို့ဒီနေအဖွဲ့စည်းရဲ့အပြင်ဘက်မှာအိုကလောက်ဆိုတဲ့နေရာတခုရှိတယ်ဗျ။သူကကျွန်တော်တို့နေကိုဗဟိုပြပြီးလေပတ်နေတာမျိုးပဲဖြစ်တယ် ဒီအိုကလောင်နဲ့ကျွန်တော်တို့ကဘာနဲ့အနည်းဆုံးအစွန်းတော်ပါဗျာ2000 EU နီးပါးလောက်ဝေးကွာနေကြတာအဝေးဆုံးအစွန်းဆိုရင်တသိန်း EU နီးပါးလောက်ဝေးကွာနေကြတယ်လို့ခန့်မှန်းထားကြတယ်ဗျဒီအိုမောမွားဆိုတဲ့ကောင်ကအဲ့ဒီအိုကလောင်ရဲ့အပြင်ဘက်ကနေလာတာဖြစ်တယ်ဗျဆိုတော့နဂရဗေဒပညာရှင်တွေနဲ့တိတ်ပံပညာရှင်တွေကဒီကောင်ဝင်လာတဲ့လမ်းတိုင်းသူပါလာတဲ့အချိန်တိုင်းသူကဘယ်ရလာတာလဲဆိုတော့ပြန်တွက်ကြည့်ကြတယ်ပေါ့ဗျာအဲ့တော့မှသူကကျွန်တော်တို့နဲ့ကျွန်တော်တို့ကဘာနဲ့လိုက်ရ3500အလင်းနဲ့3500တော့ဝေးတဲ့ နေအဖွဲ့စည်းနောက်တစ်ခုကနေလာတာဖြစ်နိုင်တယ်လို့ယူဆထားကြတယ်ဗျဆိုတော့ဒီအုံမောမောကဘာလို့နှစ်ပေါင်းတလောက်အကုန်ခံပြီးတော့ကျွန်တော်တို့ဒီနေအဖွဲ့စည်းတွေကိုဝင်လောက်ဝင်ရောက်လာရတာလဲပြီးတော့ဘယ်ကိုဆက်သွားမှလဲဆိုတာစဉ်းစားစရာတွေဖြစ်နေတယ်ဗောနက္ခရဗီဒပညာရှင်တွေနဲ့တိတ်ပံပညာရှင်တွေရဲ့တွေ့ချက်မှုရဒီအုံမောမောကဆိုတော့ကောင်က2016လောက်ကလေးကနေကျွန်တော်တို့နေအဖွဲ့စည်းတွေကိုဝင်ရောက်လာတာဖြစ်တယ်ဗျ2023မှာကျွန်တော်နေအဖွဲ့စည်းကနေပြန်ထွက်သွားတာဖြစ်တယ်ဗောဗျာဒီနေရာမှာထူးဆန်းနေတာတကူက ဒီအုံမောမောကကျွန်တော်တို့ဒီနေအဖွဲ့စီတွေကိုဝင်လာပြီးတော့နေနာကိုရောက်တော့မဲ့အချိန်ပေါ့ပြန်တန်းလာတဲ့အချိန်နေနာကိုရောက်တော့မဲ့အချိန်မှာနေရဲ့ dress wear gravity ကိုလွန်ဆန်ပြီးတော့ပြန်ကန်ပြီးတော့ဗျာကွေ့သွားတယ်လေဗျအဲ့လိုကွေ့သွားပြီးတော့မှကျွန်တော်တို့ကဘာနာကနေဖြတ်သွားတယ်လို့လဲသူရည်ခဲ့ကြတယ်ဗျခုနပြောတဲ့လွန်ခဲ့တဲ့၄ရက်က0.16 AU အကွာအဝေးမှာရှိပြီးတော့နောက်၄ရက်ကြာတဲ့အချိန်မှာ0.2 AU အကွာအဝေးမှာရှိတယ်ဆိုတော့ဖြည်းဖြည်းချင်းဝေသွားတာပေါ့ဗျအဲ့ဒါကြောင့်ဒီကဘာနာကနေဖြတ်သွားတဲ့ကိစ္စကြီးကငကရဗီတာလောကမှာ ရေဟုတ်တဲဖြစ်ခဲ့ရတယ်ပေါ့ဘာလို့ဒီလိုရေဟုတ်တဲဖြစ်ခဲ့ရတာလဲဆိုတော့ပထမဆုံးအနေနဲ့ကတော့ဒီအုံမုံမောကကျွန်တော်တို့နေဖွဲ့စီတဲ့ကိုပထမဆုံးရောက်လာတဲ့တခြားနေဖွဲ့စီကဥက္ကခဲပြန်ဖြစ်ပြီးတော့ကျွန်တော်တို့နေကိုဗဟုပြပြီးလဲပတ်နေတာမျိုးမဟုတ်တာကြောင်ဗျာဒုတိယတစ်ခုအနေနဲ့ကတော့သူကကျွန်တော်တို့ကဘာရဲ့ဘေးနားနေဖြစ်တော်တာတကြောင်ဖြစ်တယ်ဗျနောက်တစ်ခုကနေရဲ့ dress ဆွဲအားသူ့အပေါ်ကိုဆွဲယူနိုင်တဲ့ဖိအားတွေတက်ရောက်မှုမရှိတာတကြောင်နဲ့ဗျ ကျွန်တော်တို့နေဖွဲ့စည်းတဲ့ကိုဝင်ရောက်ဘူးတဲ့ဘယ်ဟာမဆိုဘလို့အုတ်ကာခဲပြန်မဆိုဘလို့ကျဲတကွန်မျိုးမဆိုဘောဗျာကျွန်တော်နေရဲ့ကျွန်တော်နေရဲ့ဒီ dress ရဲ့အောက်လွန်ဆန်ပြီးတော့ကျွန်တော်နေအဖွဲ့စည်းကနေပြန်ထွက်သွားနိုင်ဘူးဆိုတာမလွယ်ဘူးဗျာနောက်တစ်ခုကကြော့ဒီကောင်ကမီးတွေတလက်လက်လက်နေသေးတာတကြောင်ဗျာသိပ္ပံပညာရှင်တွေရဲ့တချက်မှုရပေါ့ဒီအုံမောမောကမီးတွေတလက်လက်ထွက်နေရတယ်ဆိုတာသူ့ပုံစံအတူလို့ရှေ့မျိုးမျိုးနဲ့လဲနေရတဲ့အတွက်ကြောင့်မို့မီးတွေတလက်လက်ထွက်ပေါ်နိုင်တာဖြစ်နိုင်တယ်လို့ယူဆထားတယ်ဗျအဲ့မှာထူဆန်းနေတာတစ်ခုက နောက်ဘက်မှာသူတို့ရဲ့သူကြီးချက်အရဒီအုံးမမောကဒီလိုပဲလဲနေတာမဟုတ်ဘူးလေဗျသူကဒီလိုဒီဂရီတွေဒီလိုတွေလဲနေတာဗျဒီလိုဒီဂရီအစုံပတ်ပတ်လဲဒီလိုတွေလဲပြီးတော့လာနေတာဗျဒီအုံးမမောရဲ့ဆိုတော့ဓာတ်ရလဲစဉ်းစားရတကူဖြစ်နေတယ်ဗောဗျာနောက်ပြီးသူကဒီမီးလဲနာကလည်း9နာရီ6ရက်တစ်ချိန်လဲနာဖြစ်တဲ့ကြောင့်မို့သူကလူတပတ်ပြည့်ဖို့လှည့်ရတဲ့အချိန်ကလည်းလဲရတဲ့အချိန်ကလည်းအရင်မမြင်တော့ဘူးလို့လဲယူရတာကြတယ်ဗျသူလင်းလာတဲ့ပုံစံသူ့ဘုံမှာ မီးလုံးရှိနေတယ်လို့မျိုးတခါလင်းလိုက် ပြင်ပြန်မှိန်သွားလိုက်ပြင်ပြန်လင်းလိုက်ပြန်မှိန်သွားလိုက်အဲ့လိုမျိုးပုံစံမဟုတ်ဘူးဗျသူ့ပုံစံကတဖြည်းဖြည်းချင်းလင်းလာပြီးတော့မှပြင်ပြခုနှစ်နယ်လောက်ခြားသွားတဲ့အချိန်အလင်းဆုံးဖြစ်သွားတယ်ပေါ့ဗျပြီးတော့တဖြည်းဖြည်းချင်းပြန်မှိန်သွားတယ်အဲ့လိုမျိုးလင်းလိုက်အလင်းလျော့သွားလိုက်ပြင်ပြန်လင်းလာလိုက်အဲ့လိုမျိုးမီးဖွင့်လိုက်တယ်လို့လင်းလိုက်မှိန်လိုက်လင်းလိုက်မှိန်လိုက်အဲ့လိုမျိုးမဟုတ်ဗျသူကလင်းလိုက်အလင်းလျော့သွားလိုက်ပြင်ပြန်လင်းလာလိုက်ခုနှစ်နယ်ခြားချင်းအဲ့လိုမျိုးဖြစ်နေတာဗျ အဲကြောင့်ဒီအုံမမောကအခုလိုအချောင်းကြီးမဟုတ်ဘဲနဲ့ပေါ့အပြားလေးတပြားများဖြစ်နေမလားအချက်လေးတစ်ချက်များဖြစ်နေမလားဆိုပြီးတော့လေယူဆတာကြတယ်ဗျအဲ့လိုဆိုရင်တော့မီလင်းရတာတွေကပိုဖြစ်နိုင်တယ်ပေါ့ဗျအဲ့ဒါတွေတော့ပိုထူးဆန်းနေတာတခုတော့ဒီကောင်ကအလျားကို400မီတာရှည်ပြီးတော့အကျယ်က40မီတာလောက်ပဲရှိတယ်ဗျအတိုင်းစားနဲ့ပြောရမယ်ဆိုရင်စေစားစားလောက်ဖြစ်နေတယ်ပေါ့ဗျတကယ်တော့ဒီအုံမမောကကျွန်တော်တို့နေဖွဲ့စီကနေ ထွက်သွားဖို့2လလောက်လိုတော့မဲ့အချိန်မှာမှဟာဝိုင်ကြီးကဘန်စတာဆိုတဲ့နှက်ခတ်တာယာကြီးမျှော်စင်ကနေတူရှိခဲ့ကြတာဖြစ်တယ်ဗျ။ဒါတောင်အမေရိကန်က Hubble Space Telescope နဲ့လိုက်ကြည့်လို့အခုလိုဒါဒီလိုဖြစ်နိုင်တယ်ဒီလိုပုံစံဖြစ်နိုင်တယ်ဆိုတာခံမှန်းနိုင်ကြတာဖြစ်တယ်ဗောဗျ။အဲကြောင့်ဒီအမမွားရဲ့ပုံစံကို NASA ကပကြီးစရာတွေနဲ့ဆွေးထားတဲ့ပုံစံဖြစ်တယ်ဗော။သူတို့လေ့လာမိတဲ့လောက်ဒေတာတွေနဲ့အခြေခံပြီးတော့ဆွေးထားတာဖြစ်တယ်ဗောဗျာ။ချက်ပြောပြစီဗျာ။ဒါကခံမှန်းပြီးတော့ဆွေးထားတဲ့ပုံစံဗျ။အခြေမြင့်ရှိရှိဖမ်းယူပြီးတော့ဆွေးထားတဲ့ပုံစံမဟုတ်ဗျာ။ ဖြစ်နိုင်ခြေတွေကိုသိပံနေကြဖော်ထုတ်ထားတဲ့ပုံစံဆွဲထားတဲ့ပုံစံဖြစ်တယ်ပေါ့ဗျာအဲဒါကြောင့်ဒါကဥက္ကာခဲပြန်လားကျဲတကွန်လားဒါမှမဟုတ်တက်ရှိဝိထုလားဂျိုရုတလုံးလားဒါမှမဟုတ် UFO လား UAP လားဆိုတာခုချိန်ထိအဖြေတိတိကျကျမရနိုင်ကြသေးတာဗျဒီမှာပြောစရာလေးရှိတာတကူကဒီ UAP ဆိုတာအခုနောက်ပိုင်းဂျူသားလောကထဲမှာ UFO ကိုခေါ်လာကြတဲ့နာမည်အဖြစ်ဖြစ်တယ်ဆိုတာသိထားမယ်ပေါ့ဗျာ အဲကြောင့်ဒီအုံမမတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ဥက္ကခဲပြန်ကျဲတကွန်ဒါမှမဟုတ်တက်ရှိဝိတ္ထုတခုခုမဟုတ်ဘဲနဲ့ဂျိုဒုတို့ UFO တို့ UAP တို့ဖြစ်မယ်ဆိုရင်ဒီကောင်ကဘာမျိုးစားနဲ့ဖွဲ့စည်းထားရလဲဘာတက်ထုနဲ့ဖွဲ့စည်းထားရလဲဘလို့တီဆောက်ထားတာလဲဆိုတာသိဖို့လိုအပ်မယ်ပေါ့အဲကြောင့် NASA ကသူ့ရဲ့ရောင်ပြန်ဟက်လာတဲ့အကြောင်းကြည့်ပြီးတော့ဗျာသူကဘာဖြစ်နိုင်လဲဆိုတာကိုခံမှန်းကြည့်ကြတယ်ပေါ့မတူတဲ့တက်ထုတွေမှာတဲ့မတူတဲ့အကြောင်းတွေရောင်ပြန်ဟက်မှုတွေဖြစ်တတ်တယ်လို့ဖော်ပြထားတယ်ဗျာ ရောင်ပြန်ဟက်တာချင်းနေမတူပြအယောင်တွေမတူကြဘူးပေါ့ဗျာဒီအိုမမွားရဲ့ရောင်ပြန်ဟက်တဲ့အယောင်ကအနီအောင်ဖြစ်နေတဲ့အတွက်ကြောင့်မို့သူက organic compound တခုခုဒါမှမဟုတ် mineral တခုခုဖြစ်နိုင်တယ်လို့ယူဆထားကြတယ်ဗျ organic compound ဆိုတာဗျာတက်ရှိတွေဖြစ်ပေါ်မှုအတွက်အဓိကလိုအပ်တဲ့ dressing တမျိုးဖြစ်တယ်ဗျဆိုတော့ဒီလိုပြန်တန်းနေတဲ့အချိန်နဲ့ဒီလိုလဲနေတဲ့ပုံစံတွေကိုကြည့်မယ်ဆိုရင်ဒါက organic compound မဖြစ်နိုင်ဘူးဗျာတက်ရှိမဖြစ်နိုင်ဘူးဗျာအဲဒီလိုကတက်ရှိဖြစ်နေမယ်ဆိုရင်ဒီကောင်းမှခန္ဓာကြီးအားဘလောက်တောင်ရှိမှဒီလိုကြီးပြန်ပြီးတော့ ဒီလိုအချိန်နဲ့ပြန်ပြီးတော့ဒီလိုလဲနေနိုင်ပါလဲဆိုတာစဉ်းစားစရာဖြစ်နေတယ်ပေါ့အဲ့လိုဆိုတော့ဒီအုံမွားမွားဟာတက်ရှိမဖြစ်နိုင်ဘူး organic compound မဖြစ်နိုင်ဘူးဆိုရင် metal တမျိုးဖြစ်နေနိုင်မှာပေါ့ dread တူတမျိုးဖြစ်နေနိုင်မှာပေါ့ဗျာအဲ့ဒါကြောင့် NASA ဒီအုံမွားမွားရဲ့ပုံစံဒီလိုရှည်မျိုးမျိုးပုံစံမဟုတ်ဘဲနဲ့ဒီလိုအပြားလိုက်ပုံစံဖြစ်နေနိုင်မလားဆိုပြီးတော့ယူဆထားကြတယ်ဗျာ Harvard တက္ကသိုလ်ကနဂရဗေဒဌာနဥက္ကဋ္ဌဟောင်း theory ယူဘဗေဒပညာရှင် Abraham Lowe က ဒါက UFO ပါ UAP ပါဆိုပြီးတော့ပြောဆိုခဲ့တယ်ဗျဒီဘဲကနဂရဗေဒလောကနဲ့တိတ်ပန်လောကထဲမှာတော်တော်လေးဥမဩဇာရှိတဲ့လူဗျနောက်ပြီးသူကဒီစတီဗင်ဟော့ကင်းနဲ့လည်း Black Hole အကြောင်းကိုသူလေ့လာခဲ့ဦးတဲ့လူပေါ့ဗျအေဗရမ်လိုရဲ့အဆိုအရဒီအုံမောမောကဂျူဒားတွေကကျွန်တော်တို့စီစေလွတ်လိုက်တဲ့ UAP ဖြစ်နိုင်တယ်လို့သူကယူဆထားတယ်ဗျဘာလို့သူကဒါကို UAP ဖြစ်နေတာလဲလို့ပြောရတာလဲဆိုတော့ဗျဒီကောင်ကကျွန်တော်တို့နေရဖွဲ့စီကနေထွက်လာတော့မှာဗျ အရှိန်တင်ပြီးထွက်သွားလေးတယ်တဲ့ဗျထပ်ပြောမယ်နော်အရှိန်တင်ပြီးပြန်ထွက်သွားတာနော်အရှိမပြောတာတော့နေရဲ့ dress ဆွဲအားသူ့အပေါ်ဆွဲယူထားနိုင်တဲ့ဖိအားတက်ရောက်မှုမရှိဘူးလို့ပြောရတယ်ဗျပုံမှန်ဆိုရင်များကျွန်တော်တို့ဒီနေဖွဲ့စည်းတွေကိုဝင်လာတဲ့ဘယ်ဟာမဆိုပေါ့နေဆွဲအားကြောင့်ပြန်ထွက်သွားဖို့ဆိုတာမဖြစ်နိုင်ဘူးဗျဒီအမမအပေါ်ကိုဒီနေဆွဲအားတက်ရောက်နေတာတော့မှဒီကောင်ကနေဆွဲအားကိုကန့်ပြီးတော့ဗျာပြန်꿰သွားတယ်ဗျာအဲ့လို꿰သွားတယ်ဆိုတာကလေဒီနေဆွဲအားကြောင့ လွှဲအားဖြစ်ပေါ်လာပြီးကုထွားတယ်လို့ပြောလို့ရတယ်ဗျာဆိုတော့အဲ့လိုဆွဲအားရဲ့လွှဲအားကြောင့်ကုထွားတော့ကလွင့်ပြန်သွားတော့ကသူကအချိန်တစ်ခါတင်သွားတယ်ဗျာပုံမှန်ဆိုရင်ဘယ်ဟာဝုဒ္ဓမှုဆိုဒီလွှဲအားတစ်ခုရဲ့အချိန်လျော့သွားတယ်ဆိုရင်တဖြည်းဖြည်းချင်းအချိန်နှေးလာမှဖြစ်တယ်အချိန်လျော့လာမှဖြစ်တယ်ပေါ့ဒါမဲ့ဒီကောင်ကကျွန်တော်နေရဖွဲ့စီတွေကပြန်ထွက်သွားရမယ့်အချိန်မှာအချိန်တင်ပြီးပြန်သွားတာဗျာခုနကတော့ဒီလွှဲအားကြောင့်ကုထွားတော့အချိန်တင်လိုက်တာတခါနောက်ပြီးတော့အဲ့ဒီအချိန်ကုန်ခံနေလောက်မှာကျွန်တော်နေရဖွဲ့စီတွေကထွက်လာတော့မယ့်အချိန်လောက်မှာသူကအချိန်တင်ပြီးနောက်တစ်ခါပြန်ထွက်တော့တာဗျာဆိုတော့ဒီအုံမွားရဲ့အနောက်မှာ တွန်းကန်တဲ့စနစ်တခုခုအများရှိနေမလားဆိုပြီးတော့တန်တရားဝင်စရာတွေဖြစ်လာတယ်ပေါ့ဗျာအကယ်လို့လားဒီကောက်မှာအဲ့လိုတွန်းကန်တဲ့စနစ်တွေပါမယ်ဆိုရင်သူ့ဘုံမှာလောင်စာတွေလည်းပါအားမှာဖြစ်တယ်ပေါ့ဥမာသူ့ဘုံမှာရေခဲတို့အရီတို့နဲ့တက်ဆိုင်တဲ့လောင်စာတမျိုးမျိုးပါနေရမှာဖြစ်တယ်ပေါ့အဲ့လိုမှဒီနေလင်းအောင်ဆုပ်ယူပြီးတော့သူ့ဘုံကလောင်စာတမျိုးမျိုးနဲ့ဓာတ်ပြုပြီးတော့တွန်းအားတခုဖြစ်ပေါ်လာနိုင်မှာပေါ့အချိန်တခုဖြစ်ပေါ်လာနိုင်မှာပေါ့ဗျာဆိုတော့အကယ်လို့လားဒီကောက်ဘုံမှာဒီလိုရေခဲတို့အရီတို့ပါနေမယ်ဆိုရင်ဒီရေခဲပမာဏက ဒီအရေပမာဏဘယ်လောက်တော့လိုဝဲလိုက်မှာလဲနောက်ပြီးအဲ့ဒီအရေအဲ့ဒီရေခဲတွေကိုဒီကောင်ကနှစ်ပေါင်းဒီလောက်အကြာကြီးဘလို့ထန်ထားတာလဲဘလို့နီးနဲ့ထိနေတာလို့လက်ရည်က3500အလင်းနဲ့3500ကျတော့ဒီလောင်စာတွေကမကုံလေးပဲနဲ့ကြန့်ရှိနေသေးရတာလဲဆိုတာစဉ်းစားစရာတွေဖြစ်လာတယ်ပေါ့ဗျာနောက်ပြီးတော့အကယ်လို့လားဒီကောင်ပေါ်မှာဒီရေခဲတို့အရေတို့ပါလို့နေလင်းအောင်နဲ့ debut ပြီးတော့မှတွန်းအားတစ်ခုဖြစ်ပေါ်မယ်ဆိုရင်မဟုတ်ထုတ်အားဆိုတာကလည်းအကြီးဖြစ်နေရမှာပေါ့ဗျာရှေ့မှာပြောရသလိုသူ့ပေါ်မှာဒီ ခုနှစ်နာရီချားတဲ့ချိန်မီးလင်းတက်တယ်ဆိုတော့ဗျာဒီလိုမှုတ်ထုတ်အားကြောင့်ပန်ထွက်လာတဲ့ရေမုံရေမွားတွေနဲ့အမှုတွေကသူ့အလင်းရောင်ကြောင့်ကျယ်တကွန်တွေလိုအနောက်မှာအမီးရေကြီးတွေကျန်ရေးခဲ့ရမယ်ပေါ့ဆိုတော့အုံမောင်းမောင်းကိုလက်ကြီးကြားတဲ့ချိန်မှာသူ့မှာအဲ့လိုအမီးတွေမရှိတာကြောင့်မို့ဒီကောင်ကမှုတ်ထုတ်တဲ့အစ်စ်နဲ့အရှိန်တင်တာဟုတ်ဟုတ်ပါမလားဆိုပြီးတော့စဉ်းစားစရာတွေဖြစ်နေတော့ပေါ့ခေါင်းစားစရာတွေဖြစ်နေတော့ပေါ့ဗျာ ဲ့တော့မှဒီအေဗရာဟံလိုကဒီအိုမောမောကအခုလိုအရှေလိုက်ပုံစံမဟုတ်ဘဲနဲ့အပြားလေးတစ်ပြားဖြစ်နိုင်တယ်ဆိုပြီးတော့သူ့ရဲ့ယူဆထားတဲ့ theory ကိုထပြောတယ်ဗျသူ့ရဲ့ theory ကဒီလိုဗျဒီအိုမောမောကအပြားလေးတစ်ချက်ဖြစ်ပြီးတော့ဗျလိုက်စေးလို့ခေါ်တဲ့အလင်းရွက်လေးတစ်ရွက်ဖြစ်နေနိုင်တယ်ပဲဗျာလိုက်စေးဆိုတာနေလင်းအောင်ထိလိုက်တာနဲ့လွတ်နိုင်တဲ့အဝတ်အစားနဲ့တူတယ်ဗျဒါက theory ရတည်ရှိလို့ရနိုင်တဲ့ပစ္စည်းဗျသူကဘာနဲ့တူလဲဆိုတော့ဗျာဒီရွက်လွတ်နဲ့ရွက်နဲ့တူတယ်ဗျဒါမဲ့ဒီလိုက်စေးကကြတော့အလင်းမုံအုံအသုံးပြုပြီးတော့အလင်းဖီအားနဲ့ လွင့်လိုင်းတဲ့အရွက်ဖြစ်တယ်ပေါ့ဗျာအကယ်လို့ဒါဒီအုံမမောကဒီလိုအချောင်းလိုက်ကြီးမဟုတ်ဘဲနဲ့အလင်းရွက်တရွက်လေးပဲဖြစ်နေမယ်ဆိုရင်သူနောက်ဆုံးထွက်တော်တဲ့အချိန်မှာအချိန်ဘလို့တင်သွားတာလဲဆိုတာဖြည့်စင်းလို့ရနိုင်တယ်လို့လဲယူရတာကြတယ်ဗျအီဗရန်လူဆိုတဲ့လူကဒီစက်ကြော်ရာထဲမှာဂျူသားတွေရှိနေတာကိုလုံးဝလက်ခံထားတဲ့လူဗျအဲဒါကြောင့်ဘသူတရားပဲပါပဲပြောသူကတော့ဒီအုံမမောကအလင်းရွက်လိုက်ဆေးကိုတုံးထားတဲ့ UAV ဖြစ်နိုင်တယ်လို့ပဲယူဆထားတယ်ဗျဒါမဲ့ NASA ကတော့ဒါကိုဥက္ကခဲပြန်ဖြစ်တဲ့ Celestial Body ဖြစ်တယ်လို့ပဲ ယူဆထားတယ်ဗျ။ဘာလို့လဲဆိုတော့ဗျာ NASA ရဲ့ပြောဆိုချက်ရအကယ်လို့ဒါဒီအုံမွားမွားဂျူဓာတ်တွေဖန်တီးထားတဲ့တီထွင်ထားတဲ့ UAV ဖြစ်မယ်ဆိုရင်ပေါ့သူတို့ရေဒါနဲ့ထောက်ကြည့်တော့ကဒီကောင်းပေါ်မှာဒီချက်ပေါ့ရေဒီယိုအချက်ပြလိုင်းတွေထွက်ပေါ်လာမှာဖြစ်တယ်ပေါ့ဗျာဒါပေမဲ့ဒီနှစ်လလုံးမှာရေဒါတွေနဲ့အုံမွားမွားကိုထောက်ကြည့်တဲ့အချိန်အုံမွားမွားပေါ်ကနေအချက်ပြလိုင်းတွေစင်ငနယ်တွေမတွေ့ရှိခဲ့တာကြောင့်ဒါရိုးရိုးအုတ်ကာခဲပြန်မယ်ဖြစ်နိုင်တယ်လို့ NASA ကတော့ယူဆထားတယ်ဗျအဲဒါကြောင့်ဒီကောင်ကဘာလဲဆိုတာအခုချိန်ထိကိုတိတိကျကျမသိကြရသေးဘူးဗျအငင်းပွားစရာတွေဖြစ်နေကြသေးတယ်ပေါ့ဗျာ ဒီလိုနဲ့နောက်တော့အင်္ဂလန်ရအဖွဲ့အစည်းတခုကဒါ UAB မဟုတ်ဘူးဆိုတာကိုတက်တည်ပြဖို့အတွက် NASA ကို project တခုတင်ပြခဲ့တယ်ဗျသူ့အဖွဲ့အစည်းထဲမှာယူဘဗေဒပညာရှင်တွေနက္ခရဗေဒပညာရှင်တွေတက္ကသိုလ်ပါမောက်ခါတွေနဲ့အာကာသ engineer တွေပါဝင်နေကြတယ်ဗျသူတို့ရဲ့ဒီ project လာရဒီလိုဗျ2028နှစ်လပိုင်းလောက်ကြာရင်အာကာသယာဉ်တခုလွင့်တင်ပြီးတော့ဒီအုံမောမောကိုတွက်လိုက်မယ်ပေါ့2050လောက်ရောက်တဲ့အချိန်ကျရင်အာကာသယာဉ်ကအဲ့ဒီအုံမောမောကိုလက်မိမယ်ပေါ့ဗျအဲ့လိုချိန်ကျရင်ဒီအုံမောမောကဘာလဲဆိုတာသိနိုင်မယ်ပေါ့ ူတို့သွားလိုက်မဲ့အာကာသယာဉ်ပုံစံဒီလိုပြဒါပရူတိုဂျိုလေ့လာခဲ့တဲ့ new horizon အာကာသစူဇန်ရဲ့ယာဉ်ပုံစံနဲ့တူတယ်ဗျအဲ့လိုသွားလိုက်တဲ့အာကာသယာဉ်တဲ့သူတို့တုံးမဲ့နီလန်အပူမိုက်နေတယ်ဗျပူစိတ်ဝင်စားစရာကောင်းနေတယ်ဗျဘလို့သွားလိုက်မှာလဲဆိုတာမပြောပါသေးခင်မှာကျွန်တော်ဒီ gravity acid gravitation နဲ့ slim shot dress wear အာစလင်းခတ်ခြင်းဆိုတာလေးကိုနားလည်အောင်အလွယ်ဆုံးနည်းနဲ့ရှင်းပြအောင်မယ်ဗျ gravity acid ဆိုတာအာကာသယာဉ်က ဂျူဒရွန်ရဲ့ Thresher ဆက်ကွင်းတွေကိုဝင်သွားပြီးတော့အဲ့ဒီဂျူရဲ့ရွေးရှာမှုအချိန်တိုင်းလိုက်စီးပြီးတော့အာဂါဒရင်ကသူ့အချိန်ကိုတင်သွားတာမျိုး direction ပြောင်းလိုက်တာမျိုးဖြစ်တယ်ဗျ။ဥပမာဗျာတွားနေတဲ့ကားဘင်းကိုဘောလုံးလိမ့်ပြီးပြစ်လိုက်တာမျိုးနဲ့တူတယ်ဗျ။ဘောလုံးကကားဘင်းကိုထိပြီးတော့ကားဘင်းသွားတဲ့ direction အတိုင်းလိုက်သွားမှဖြစ်တယ်ဗောဗျာ။သူတို့ကအဲ့လိုနီးနေဂျူတလုံးနဲ့တလုံးချားမှာအချိန်တင်ပြီးတော့ဒီအုံမော့မော့ကိုတွားလိုက်မှဖြစ်တယ်ဗျ။သူတို့ကအရင်ဆုံးကဘာဘောကနေ Vinet Josie ကိုအာဂါဒရင်နှွင့်တင်လိုက်မယ်။အဲ့လိုလွှင့်တင်ပြီးတဲ့အာဂါဒရင်က ဗီနက်ဂျိုပက်လန်ရဲ့ gravity acid အားကိုတုံပြီးတော့ကဘာစီကိုပြန်လာမယ်ပြီးရင်ကဘာရဲ့ gravity acid အားကိုတုံပြီးတော့ jupiter ဂျိုစီကိုပြန်သွားမယ် jupiter ဂျိုရဲ့ gravity acid အားကိုတုံပြီးတော့မှဥမမောကိုတွက်လိုက်မှာဖြစ်တယ်ဗျဒီနေ့တိုင်းဆိုရင်2050တလပိုင်း29ရက်နေ့ကျရင်ဒီဥမမောကိုလက်မိမယ်လို့ယူဆထားကြတယ်ဗျအချိန်တော်မှလုံးဝအတိကျနဲ့တွေ့ပြီးသားပဲဗျာဒီကြားထဲမှာအုံမမောကကျွန်တော်တို့နေအဖွဲ့စီကနေထွက်လာတော့အောင်လို့မျိုးအချိန်တင်သွားရင်တော့ မပြောတတ်ဘူးပေါ့ဗျာဒါဆိုဘာလို့အခုမလိုက်ဘဲနဲ့ဒီ2028နှစ်လပိုင်းမှာတွားလိုက်ရမှာလဲဆိုတော့ဒီ gravity asset အောက်တုံးမှုအတွက် v နဲ့ joule နဲ့ jupiter joule ကကျွန်တော်နဲ့အနည်းဆုံးနေရာမှာရောက်နေဖို့လိုတယ်ဗျအဲကြောင့်မို့သူတို့ကဒီ2028လောက်မှာဒီ project ကိုစတင်လို့ရမှာဖြစ်တယ်ပေါ့ဗျာ NASA ကတော့ဒီ project ကိုလက်ခံနိုင်လားဒီနည်းကိုတုံးမလားဆိုတာကတော့အခုချိန်ထိအဖြေမတိရသေးဘူးဗျဘာလို့လဲဆိုပြနောက်ဆုံးဒီအာဂါဒာယင်ဒီအာဂါဒာစူဇန်ယင်ကဒီအုံမမောကိုလိုက်မိခိုင်းရင်တော့မှအဲ့ဒီအုံမမောအပေါ်ကိုစဉ်သက်ဖို့ခက်ခဲတယ်လို့ ီကောင်ကိုထိန်းချုပ်ဖို့ကလည်းမဖြစ်နိုင်ဘူးဗျာနောက်ဆုံးဗျာအုံမမွားရဲ့ဓာတ်ပုံတွေရိုက်ပြီးတော့ကျွန်တော်တို့စီပြန်ပို့ရင်တော့မှဒါမလွယ်တဲ့ကိစ္စတခုဖြစ်တယ်ဗျပူဆိုးနေတာဒီ project ရဲ့ကုန်ကြမဲ့ပမာဏ American dollar တန်း980နီးပါးလောက်ကုန်မှာဖြစ်လို့ကြောင့်မို့ NASA ဓာတ်ယူလုံးတင်လားမလုံးတင်ဘူးလားအဓိပ္ပာယ်ရောရှိလားဆိုတာသူတို့စဉ်းစားကြရတယ်ဖြစ်နေမှာပေါ့ဒီအခွင့်ကိုလက်မလွတ်တင်ဘူးပေါ့ဗျာဘာလို့လဲဆိုတော့ အခုလို့ကျွန်တော်တို့ဒီနေရဖွဲ့စီကိုတခြားနေရဖွဲ့စီကနေလာတဲ့ဥက္ကာခဲပြန်ပဲဖြစ်ဖြစ် UAV ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နောက်တစ်ခါလာဖို့ဆိုတာနှစ်ပေါင်းဘယ်လောက်ကြာအောင်မလဲဆိုတာခံမှန်းလို့မရနိုင်တယ်လို့တဲ့အကယ်လို့လားနောက်တစ်ခါလာခဲ့ရင်တောင်မှ तू လာ तू ရောက်တဲ့အချိန်ကျွန်တော်တို့လူသားတွေကရှိချင်မှရှိတော့မှာပေါ့ဗျာအဲကြောင့်မို့ तू ကဒီအခွင့်အရေးကိုစံကြည့်ချင်တယ်ပေါ့လုံကြီးတင်တယ်လို့ပဲ तू အချမ်းချမ်းပြထားတယ်ဗျာဆိုတော့ကျွန်တော်တို့လည်းဒီအုံမမောကို 2028ကျရင်တော်လိုက်မလားမလိုက်ဘူးလားဆိုတာ NASA ကိုပဲကျွန်တော်တို့ကမျှော်လင့်ရမှာပဲဗျ။ဆိုတော့အခုကြည့်နေကြတဲ့လူတွေကဒီအုံမောမောကိုဘယ်လိုတဘောရကြလဲဗျ။ဘယ်လိုထင်ကြလဲဗျ။ဒါက UAP လို့ပဲထင်ကြလား။ဒါမှမဟုတ် UO အုပ်ကခဲပြန်လို့ပဲထင်ကြလားဗျ။ဒါမှမဟုတ်ကျွန်တော်တို့ပဲ2050မှာဒါဘာလဲဆိုတာစောင့်ကြည့်ကြမယ်ဆိုပြီးစိတ်ကူထားတဲ့လူတွေရောရှိကြလားဗျ။အကြိမ်အဲ့လိုကျွန်တော်နဲ့အတူတူစောင့်ကြမယ်ဆိုရင် comment အောက်မှာစောင့်လို့မှတ်ခဲ့ပြီးပါ။2050ရောက်ရင် ကျွန်တော်တို့ဒီချောင်းကိုထပ်ပြောကြအောင်ပေါ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ထပ်ပြောကြအောင်ပေါ့ဗျာကြည့်စုပေးတဲ့တယောက်ချင်းတိုင်းကိုကြည့်ပြီးတော့မှာကျွန်တော်တို့နောက်ဗီဒီယိုရောမှာထပ်တွေ့ကြတော့ပေါ့ဗျာ